ကဲဒါတော့ကျွန်တော်တို့ညနေပိုင်းအတွက်ဘောနော်ညနေပိုင်းအတွက်ဆိုနည်းနည်းတော့နောက်ကျနေပြီ။အဲ့တော့ဒီမှာစပြီးတော့ကျွန်တော်ခြေလိုက်မယ်လုံးပိုင်းကိုရင်စကြည့်မယ်နော်လုံးပိုင်းမနေ့ကဘာထွက်လဲ69ဘောနော်69ထွက်တယ်ဆိုတော့ကျွန်တော်ဒီမှာသူကဘယ်ကနေစပြီးလဲဒီမှာ3ည5နှစ်ပေါင်းချင်းခေါ်ပါတော့ khôn nức khôn nức khắc đông ai đông nhờ lông bài gặp ngã chọc ngã chọc đông nhờ bao nhiêu tiền nữa trên đây cái gặp chọc ai chọc gặp lông bài gặp cú đông nhờ chọc bao nhiêu ngã ngã nức khắc gặp ô đi mà sorry à bố má đi đi bảo à xem hậu trên đây cái ship gì à nó ship ai ship gặp lông bài đó là mà cú đầu nhà chọc bao nhiêu ngà ngà nữa ငါးနှစ်ခက်က3အဲ့3ကလုံးပိုင်းဒီမှာနော်ဒီမှာပြီးရယ်3 8 3ညပေါ့နော်အဲ့လိုမျိုးပြီးရယ်ဒါဆိုရင်ဒီမှာ9 8ပေါင်ရင်ခွန်ခွန်နဲ့3နဲ့ပေါင်တော့3ည3ညနှစ်ခက်နော်ခွန်ဒါဒီကျွန်တော်ခွန်ပိုင်းခွန်ပိုင်းပေါ့နော်ခွန်ပိုင်းရှိတယ်3ည5နဲ့ပေါင်ရင်ခွန်ခွန်ရဲ့နှစ်ခက်က3ညအဲ့3ညဒီ ီမှာကျွန်တော်တို့လုံးပိုင်လုံးပိုင်ပြီးတယ်เนาะ၃ညဆိုရင်လုံးပိုင်ပြီးတယ်တခါ9 6 3ညပေါင်းတော့1 1နဲ့က8 8ဒီဒီမှာလုံးပိုင်ပြီးတယ်တခါ9 6 3ညပေါင်းခြင်း9 9နဲ့က3အဲ့3ဒီလုံးပိုင်ပြီးတယ်တခါအခုကြတော့ sorry 6 9မုံ sorry ဒီခုမှားနေဆိုအဲ့ကြောင့်ဒီကောင်က6 9เนาะအဲ့လိုမျိုးမှားပြီးရှိ6 9เนาะ69သွားရည်တယ်65 6683ပေါင်းချင်းက66နှစ်ခက်9နော်9ပိုင်9ပိုင်တော့မဟုတ်96ဝန်းချင်းနော်96ဝန်းချင်း9ပိုင်နဲ့ယူလို့ရတယ်96ဝန်းချင်းလို့လည်းယူလို့ရတယ်နော်ကဲဟုတ်ပြီဒါကဝန်းချင်းတစ်ဆိုင်ပေါ့နော်နောက်တစ်ခုကဒီဘက်မှာကီးကြည့်လိုက်မယ်နော်ကီးကီးကီးမုံဒီကောင်လည်းဝန်းချင်းပဲဒီကောင်ဘယ်အစားလဲဆိုရင်ဒီကောင်ဝန်းချင်းကဘယ်အစားလဲဆိုရင် အဲဒီရှစ်ရှစ်ပေါင်းရင်းက66နဲ့9နဲ့ပေါင်းတက်เนาะတက်ရပါပါတက်ပါပါ6တက်6ဝန်ချင်းဒီတက်6ဝန်ချင်းရဒီမှာ6အဲ6ပေးရနော်ဒီမှာ6ပေးတယ်နောက်၄၃ည6ပေါင်းချင်းက30 3ညပါဝါ9 3ည9ဝန်းချင်းကကျွန်တော်ညနေကြတော့အာ3ညပေးတယ်ပေါ့နော်ဒီမှာ3ညပေးတယ်တခါဒီမှာတင်က3ညပေါင်းချင်း6 6တင်ဝန်းချင်းတွေက6တင်ဝန်းချင်းတွေကဒါ6ပေးတယ်ညနေပိုင်းမှာနော်ဒီ6ပေးတယ တော့ဒီမှာဆိုရင်6ကိုးပေါင်းခြင်းက9နဲ့10နဲ့ပေါင်းတော့3 381ချိန်တော့အဲ့ဒါ381ချိန်တောက်ကြနေရတယ်ကျွန်တော်တို့ပြခဲ့3 381ချိန်နေရ3ပြီးတယ်3ပြီးတယ်နော်တခါအဲ့ဒါဆိုရင်ဒီမှာ996 996ဆိုတော့6ရတယ်နော်611ချိန်ရှိတယ်ခုနကတော့ကိုးပိုင်းတော့မဟုတ်691ချိန်အခု611ချိန်နော်611ချိန်ရှိပြီဟုတ်ပြီတခါကီးတစ်ခုကြည့်မယ်နော်ကီးတစ်ခုကတော့ဘယ်လိုမျိုးကြည့်မလဲဆိုတော့ခဏလေးကီးတစ်ခုကြည့်မယ် ဒီကောင်ပြန်ဖြတ်ပြန်มาရအော်ဒီကောင်ဒီလဲနောက်နောက်69ကိုထိနာမှာခနာလီအော်ဒီနာမှာဒီကောင်ဒီလဲဟိုပင်ရှေပေးနေတဲ့ chain တစ်ခုခုထပ်ကြည့်မယ်နော်1 chain တစ်ခုကကြတော့ဘယ်လိုမျိုးသွားလဲဆိုတော့သူကဒီတစ်ရှိရဲ့ဒီက6ရဲ့ပေါင်းတော့ငါ900တယ်နော်9ပါပါ3ညာ9 3ညာ1 chain 3ညာပြီးတယ်နော်3ညာပြီးတယ်ဒါကဒီရှိရှိပေါင်းလဲ6 6နဲ့3ညာနဲ့ပေါင်းတော့လဲ6 6ပေါင်း6ပါပါ6တစ်ထဲက6ပြီးတယ်ဒါကဒီမှာရှစ်ရှစ်ပေါင်းတော့ရှစ်လေးပေါင်းတော့နှစ်နှစ်နဲ့ရှင်းနေပေါင်းလဲ၃ညာเนาะ၃ညာ၅ဝန်းကျင်းနေရဒါက၅ပြီးတယ် ဒါဒီမှာ14ပေါင်းတော့ငါ9နဲ့9နဲ့ပေါင်းတော့3 3 5ဝန်းကျင်။ဒါညနေဒီကျွန်တော်3 5ဝန်းကျင်ရှိတယ်။ခုနတော့16ချင်းရှိတယ်เนาะ16ချင်းရှိတယ်။3 5ဝန်းကျင်ရှိတယ်။နောက်9ပိုင်းတော့မဟုတ်69ဝန်းကျင်ရှိတယ်ဗောနော်69ဝန်းကျင်ရှိတယ်။နောက်69ဝန်းကျင်ကကြာတော့ဒီမှာနောက်တစ်ခုရှိတာလေးရှိသေးတယ်။တစ်တစ်ကစရယ်ဗောနော်။6တစ်တစ်ကစရယ်ဆိုရင်ကျွန်တော်တို့ဒီမှာ 6111 611ကရှေ့ရှေ့နှခတ်ဒီရှေ့နှခတ်ဒီဒီရှေ့ဘဝဒီ3တ3ဝန်းကြီးဒီ3ဝန်းကြီးကကျွန်တော်တို့6111ရှေ့ရှေ့ရှေ့နှခတ်ဒီဒီရှေ့ဘဝဒီ3ရှေ့3ဝန်းကြီးရှေ့3ဝန်းကြီးဒီအရမ်းမဟုတ်သေးမှား တော့ဒီမှာဒီမှာကကြတော့ဒီမှာတော့611 611ကကြတော့611တိရှင်းရှင်းတဲ့ခါဒီတိရှင်းတဲ့ရှင်းကြီးရနော်ဒီခါဒီမှာဆို824เนาะ24တိ4 4 4ရဲ့ခါနှစ်4နှစ်တဲ့နှစ်ကြီးเนาะဒီခါဒီမှာဆိုလို့ရှိရင်တင်98ပေါင်းကျော်4ပဲအဲ4နှစ်ဝန်းကျင်ပဲနှစ်ခါတည်းယူသွားတာပေါ့เนาะ4နှစ်ဝန်းကျင်ပြီးတော့ဒီမှာဆိုရင်3ညခွန်ဝန်းကျင်เนาะ3ညခွန်ဝန်းကျင် เนาะဒီမှာဆိုရင်လည်းကျွန်တော်တို့ဒီမှာ96ဝန်းကျင်เนาะ96ဝန်းကျင်96ဝန်းကျင်6ညီတယ်เนาะဒီပုံမှာတော့3ညညီတယ်เนาะအဲဒီပုံမှာတော့2ညီတယ်တော့နောက်ဘက်ဒီများသလားဒါပေမဲ့ဒီမှာတစ်ခုပဲထိပ်စီးเนาะအနောက်တစ်ခုဒါဆိုရင်ဒီမှာ656ဆိုတော့9 93ဝန်းကျင်ရတဲထွက်တယ်ပေါ့เนาะ93ဝန်းကျင်တဲ့အခုမနေ့ကကျွန်တော်65ဆိုတော့65ဆိုတော့6 669ဝန်းကျင်ပဲเนาะအဲ့တော့69ဝန်းကျင်ရမှာပါတယ်ပေါ့ 6 9ဝန်းကျင်ပါတယ်เนาะကဲဟုတ်ပြီနောက်တစ်ခုကကြတော့ဒီနားမှာဖြစ်စဉ်တစ်ခုရှိတဲ့အကောင်လေးအနီလေးနဲ့ပြမှာเนาะအနီလေးနဲ့ဖြစ်စဉ်တစ်ခုမှာကြာနေလဲပေါ့ဒီနားမှာကကျွန်တော်တို့8ရက်6ရက်နေ့နော်8 6နှစ်တခါ8နှစ်6 6နှစ်8เนาะ8 6နှစ်6နှစ်8ဆိုတော့ဒီမှာတခါ8 6ပြန်ရိုက်တာ8 6ပြန်ရိုက်ရင်ကျွန်တော်နှစ်နှစ်ဒီကျွန်တော်ဒီမှာ လာဖို့ရှိတယ်เนาะနှစ်လာဖို့ရှိတယ်အဲ့တစ်ချက်ရှိတယ်เนาะနှစ်လာဖို့ရှိတယ်နောက်တစ်ခုကဒီကောင်ကိုကျွန်တော်တို့အစိမ့်လေးနဲ့တစ်ချက်ပြမယ်ဆိုရင်၈6ရှစ်6ရဖြစ်နေမလားเนาะဒါဆိုရင်ခုန6 9ဝန်းကျင်ရှိတယ်6 1ဝန်းကျင်ရှိတယ်ခုန305ဝန်းကျင်ရှိတယ်ဗောနောနောက်တစ်ခု6 9ဝန်းကျင်ဆိုရင်2ခုဗောနော6 9ဝန်းကျင်2ခုဆိုတော့ဝန်းကျင်ကပြီးတော့ကြတော့9ပိုင်းလို့ယူဆလို့ရတယ်6 9နှစ်ခတ်ယူတဲ့ ဝန်ကြီးတစ်ခုရှိတယ်။6တက်ဝန်ကြီးရှိတယ်။3ည5ဝန်ကြီးရှိတယ်နော်။အဲ့တော့ဒီမာလေးကကျွန်တော်တို့ဒီမာဒီစီကြောလေးကလည်း6 6ဖြစ်နေတဲ့စီကြောလေးကလည်းလားကြိုက်တယ်ဗျာ။နော်အဲ့တော့နှစ်နှစ်တစ်လုံးကလည်းကောင်းတယ်တွေ့ရနော်။အဲ့တော့အဲ့နှစ်တလုံးနဲ့လည်းကျွန်တော်တွဲရမှာပေါ့နှစ်တလုံးနဲ့လည်းတွဲရမှာဘာသာပြီဒီ62တကွက်ပေါ့နော်အဲ့ဒီတကွက်ကအာကောင်းတယ်ပေါ့နော်62တကွက်အာကောင်းတယ် ပြန်ကြအနေနဲ့ထိုးခြင်းတော့65ပြန်ထိုးလို့ရတယ်เนาะနောက်69လို့ထိုးလို့ရတယ်အဲတစ်ပရိတ်တူတစ်ပရိတ်ချခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့62ပေါ့เนาะ62နဲ့ပတ်သက်တာဟုတ်လဲသဘောကျတဲ့အတွက်ကြောင့်เนาะ62 62 62ဒါနဲ့နဲ့နဲ့ပတ်သက်တဲ့ဟိုဟာနဲ့ပတ်သက်ပြီးတော့เนาะ62 62ရှိတယ်ဗောနော်62နှစ် ုနကတော့၈၈၆နှစ်ဖြစ်စဉ်အတိုင်းသွားမယ်ဆိုရင်၆ကိုဝိုင်းနေမှာလည်းဆို၉နှစ်၆နှစ်အဲ့နှစ်ကိုကြောက်ဟိုထိုးတင်တယ်ဗောနော်ပိုးပြီးထိုးတင်တယ်အဲအဲ့ဒါလေးပါပဲကဲအားလုံးပဲမနေ့ကတော့ကျွန်တော်မွေးခွဲအောင်တယ်ဗောနော်ကဲညနေဒီလုံးခွေကြီးကတော့ရှိအောင်ပဲဗောအဲ့ဒါလိုရင်တော့ထပ်လာယူလို့ရတယ်ဗောနော်ကဲအားလုံးကံကောင်းကြပါစေ